ကဲဆိုတော့အားလုံးမင်္ဂလာပါမတွေ့ရအောင်တော်လေးကြာပြီ bro ကျွန်တော်အနေနဲ့ဒီအပိုင်း video တွေပုံမှန်မတင်ဖြူဘူးဆိုတာ bro အားလုံးလည်းဒီထားမှုမှာပါဘာကြောင့်လဲဆိုတာသိချင်ရင်တော့ခုကြည့်နေတဲ့အထဲမှာ hot ကတစ်တော့တုံးနေတဲ့ brand တွေရှိတယ်ဆိုရင်တော့ TikTok search bar မှာ MG မောင်းပြီးရင်တော့ CODD ကခေါ်လာလို့ရှာပြီးတော့ hot က brand အနေနဲ့ဒီ profile လေးကိုတွေ့ရဆိုလို့ရှိရင်တော့အကောင့်ထဲဝင်ပြီးတော့ follow ခဲ့ပြီးဖို့တောင်းဆိုပါတယ်ဆိုတော့ show bar video လေးကိုပြန်ဆက်ရမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ season ကုန်ပြီးရတဲ့ season အစ်စ်ရောက်တာနဲ့အတူ hot က new hero zandia ဆိုလို့ရှိရင်တော့အတူပါလာခဲ့တာဖြစ်ပြီးဒီ new hero ကဘယ်လိုပုံစံဘယ်လို ံရရဲဆိုတာကိုကျွန်တော်အနေနဲ့ကဒီနေ့ဗီဒီယိုလေးမှာဒီလေးကြကြအထာကြကြလေးရှင်းပြပြီးတော့မှဖြစ်တဲ့ကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တောင်းဆိုပါရစေ GDN ရဲ့ intro animation ကိုကြည့်ရတဲ့လောက်ဆိုရင်တော့မိုးဝါနေပြီးတော့ဟော်ဒီက feeling ငတ်တကောင်ကြားလာမယ်ပြီးရင်တော့သူ့ရဲ့အတောင်ပိုင်းဖြစ်ပြောင်းလဲသွားမှာပါရှင်းရှင်းပြောရရင်ဒီ new hero GDN ဆိုရင်တော့ကျွန်တော်တို့ဟိုးရင်တော့မတွန်းပြီးခဲ့တဲ့ Natalia ရဲ့ Collider Skin နီးပါးလောက်ကိုလှရလို့ပြောလို့ရမယ် intro animation ကတော့ရှင်းလို့မရဘူးဆိုပေမဲ့ engine နဲ့ရောက်တာနဲ့ scale effect တွေကို blur ကိုပြပါမယ် ဒီနီဝီရိုစီဒီအမ်ကပက်ဆစ်ကနှစ်ခုပါမယ်ပထမဆုံးတစ်ခုကတော့ဟော်ဒီကဘရိုးမြင်နေရတဲ့ဆက်ဝိုင်းလေးဖြစ်ပြီးတော့ဒုတိယပက်ဆစ်အနေနဲ့စကေးတီးကိုတုံးတဲ့အခါစူရတဲ့စတက်လေးတွေဖြစ်ပါတယ်ဆိုတော့ပထမဆုံးပက်ဆစ်ကိုကျွန်တော်အနေနဲ့အရင်ဆုံးရှင်းပြပါမယ်ဟော်ဒီကပထမဆုံးပက်ဆစ်ရဲ့အလုံးလုံးပုံအောင်ဆိုရင်တော့ enemy တွေကိုနာကိုကတ်လာတဲ့အခါကြားလို့ရှိရင် enemy တွေကိုကန်ထုတ်လိုက်မှဖြစ်ပြီးတော့ရှီကတက်လာမှာပါအဲ့ဒီပက်ဆစ်ကတော်တော်လေးမိုက်တယ်လို့ပြောလို့ရပြီးဘလိုနေရာကြီးမှအတုံးဝင်လဲဆိုရင်တော့ကိုနာကိုလျှက်တပြက်လာမဲ့ enemy တွေကိုတွန်းထုတ်မှဖြစ်ပြီးတော့ရှီကလည်းတက်အောင်မှဆိုတော့ကိုလူလူအနေနဲ့က ဗဒင်မာပဲဖြစ်ဖြစ်အပြင်မာပဲဖြစ်ဖြစ်ပြေးရတာပို့လွဲပါတယ်ဒီ New York City ကတော်တော်လေးကျန်တဲ့ hero တကောင်လို့ပြောလို့ရတယ်သူက Messi တို့တကောင်ဖြစ်ပြီးတော့မှ AOE damage တွေ slow effect တွေကြီးကြတော့ stun တွေပါပေးလို့ရတဲ့ hero တကောင်ဖြစ်ပါတယ်ဒုတိယ passive ကိုဆက်ပြီးရှင်းပြပါမယ်သူရဲ့ဒုတိယ passive ဆိုရင်တော့ spray တုံလိုက်တဲ့အချိန်မှာ Hardy က stat လေးတွေပေါ်လာမှာဖြစ်ပြီးတော့အဲ့ဒီ stat လေးတွေကအများဆုံး10ခုထိစုလို့ရမယ်10ခုပြည့်ပြီဆိုတာနဲ့ spell fan 1%ရမှာဖြစ်ပါတယ် Witness the wrath of the Imperial Phoenix ောက်တစ်ချက်အနေနဲ့ CDN scale 1ကိုဆက်ပြီးရှင်းပြပေးမယ်။သူရဲ့ scale 1ကဘယ်သူမှမရှိဘဲနဲ့ဒီတိုင်းတုံးမဲ့ဆိုရင်တော့ Phoenix ငှက်နဲ့တစ်ချက်ပဲလှမ်းပြမှာဖြစ်ပြီး Enemy, Creep, Minion, Bat စသဖြင့်ဒီကောင်တွေကိုထိအောင်တုံးမဲ့ဆိုရင်တော့၃ချက်ထိပြစ်မှာဖြစ်ပါတယ်။အဲ့ဒီ၃ချက်ပြစ်ဖို့ကိုကျွန်တော်အနေနဲ့က Joint Stick ကိုနှိပ်စရာလည်းမလိုလို Basic Attack ကိုလည်းတောက်လျှောက်နှိပ်နေကြမလိုပါဘူး။ဒီတိုင်းမဲ့ Enemy ကိုထိပြီဆိုတာနဲ့သူ့အနေနဲ့က၃ချက်ပြစ်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်က Enemy ကိုထိတဲ့ Range လည်းကျယ်မှာဖြစ်ပြီးတော့ Enemy ကိုတွန်းထုတ်မှာဖြစ်ပါတယ်။ ကန်ဆိုးတာတစ်ချက်က CDN SK1 က enemy ကို၆ဆစ်တဲ့နေရာမှာတော့တုံးလို့ရမှာမဟုတ်ပါဘူး။ နောက်တစ်ချက်အနေနဲ့ Zidian ရဲ့ skate 2 Zidian ရဲ့ skate 2ကနှစ်ချက်သုံးလို့ရမှာဖြစ်ပြီးတော့ပထမတစ်ချက်သုံးပြီးတာနဲ့ကိုသုံးချင်တဲ့နေရာကိုထပ်ရွှေ့ပြီးတော့သုံးလို့ရပါတယ် Zidian အနေနဲ့ skate 2ကိုသုံးလိုက်ပြီးဆိုတာနဲ့ enemy ကို slow effect ပေးမှဖြစ်ပြီးတော့ brother တို့အားလုံးမြင်နေရတဲ့အတိုင်းပဲ move ပေါ်ကနေပြီးတော့ finishing ကကကြာလာမှာဖြစ်ပါတယ်အဲ့ဒီ finishing ကက35ကြာလို့ရှိရင်တော့ပျောက်မှာဖြစ်ပြီးတော့မပျောက်မချင်း enemy ကိုထိနေမယ်ဆိုရင်တော့အဲ့ဒီ enemy က slow နေမှာဖြစ်ပါတယ် ကောင်းတာတစ်ချက်က GDN ရဲ့ SK2 က enemy ကို၆စစ်တဲ့နေရာမှာလဲတုံးလို့ရပါတယ် vision လဲပြမှာဖြစ်ပြီးတော့ enemy ကလဲ slow မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကဘယ်တယ်ဒီမှာတတ်တယ်ဘယ်တယ်ပဲဖြစ်ဖြစ် low battery မှာ၆စစ်တဲ့နေရာမှာတော့တော်တော်လေးကောင်းပါပါ နောက်တစ်ချက်အနေနဲ့ GDN အနေနဲ့က Ultimate သုံးပြီးဆိုတာနဲ့ဘိုးဘွားနေပြီးတော့ Finning Gate တွေကြားလာမှဖြစ်ပြီးတော့ Stand မှာဖြစ်ပါတယ်။ကောင်းတာတစ်ချက်က GDN အနေနဲ့ AD သုံးပြီးဆိုတာနဲ့မြေပေါ်ပေါ်မှာရှိသမျှ enemy တွေက Vision ပေါ်လာမှဖြစ်ပြီးတော့အကုန်လုံးက Stand သွားမှာပါ။ဒီထဲမှာအခြေဆုံးတစ်ချက်ကသူ့ရဲ့ ultimate လို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုရင်တော့ data battery ပဲဆန်ဆိုင်ဒါမှမဟုတ်လို့ရှိရင် lag gain low battery ပဲဆန်ဆိုင်သူ့အနေနဲ့က အဲ့ဒီတောင်းလိုက်ပြီဆိုတာနဲ့ NMD တွေအကုန်လုံးက Fisher ပေါ်မှာပါနောက်ပြီးကြတော့ Stanley Payne မှာဆိုတော့ Colorado အနေနဲ့ကတတ်တဲ့ Betty မှာရော Lock Betty မှာပါအပြတ်တက်ကိုတားပါတယ်ကဲဆိုတော့ဒီနေ့ view လေးမှာတော့ကျွန်တော်ပြောပြထားပြီးတဲ့အချက်လေးတွေဟာဆိုရင်တော့ New Hero Zidian ကိုဘယ်လိုမျိုး project ကကံရမလဲဆိုတာလေးပဲဖြစ်ပါတယ်ဆိုတော့ဒီ video လေးကိုကြည့်ပြီးတော့ Brown အနေနဲ့အကျိုးရှိမယ်လို့မျှော်လင့်ပြီးတော့ကျွန်တော်ကိုကြံ့နေတဲ့ဆိုရင်တော့ Channel လေးကို Subscribe လုပ်ပြီးတော့ video လေးကို Like လေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျဆိုတော့နောက် view မှာတွေ့ကြတာပေါ့ Neil before your end.